ကိုထုံးကတဘာဝမင်းသားလေနော်ဟုတ်ကိုထောင်ကြည့်နေလေလူတွေပဲဖြစ်သွားအဲ့လိုမျိုးရှိပိုင်းပါပေါ့အဲ့လိုလေးဖြစ်ဖြစ်သွားဘယ်လိုမျိုးကအပြမတော်ရဲ့ရိုင်းတဲ့ဘက်ကိုသွားတယ်အဲ့လိုပေါ့နည်းနည်းအဆင်မပြေဘူးပေါ့နော်နည်းနည်းအဲ့လိုဖြစ်တယ်အမှဒီတည်းမှာဒရိုက်တာကပြတဲ့ပြချက်လေးတွေကမရဘူးသူ့ရဲ့ပလော့လေးနေဆိုတော့ခါကျကိုရောဝါးကနေပဲဖြစ်သွားပေါ့နော်ကိုထုံးမေးရမခေးလား လိုကားမျိုးတွေရိုက်ချင်တယ်ပေါ့နော်ဒီလိုကားလိုလူငယ်တွေဖန်တီးထားတာပြီးတော့ခါကြတော့ဇလန်းအဆက်အိမ်တွေကတမန်ထက်ခွဲထွက်နေတာအဲတန်တူချောင်းကမရှိတဲ့ပေါ့နော်ပုံစံမျိုးတွေအဲအဲကြအမြင့်တို့လိုမျိုးတွေကရိုက်ချင်တယ်ပြုတ်ဆောင်နေတွေ့ကပေါ့နော်ဒီကားကအပြောနေပြီးအပြများတယ်လို့ပြောလို့ရမှထင်တယ်ပေါ့နော်အဲ့တွက်ခါကြတော့အပြများတော့တွေးရတယ်စဉ်းစားရတယ်အဲမြမရုပ်ရှင်ကိုချစ်တဲ့အမြင့်တို့ကအစစိတ်ဖိစီးမှုများတိတ်အများကြီးမတွေးခြင်းဘူး ထည့်ပဲပြလိုက်မဝေဝိုင်းနဲ့ပေါ့နော်အဲ့လိုမျိုးတွေလူရဲ့စိတ်တွေတော်များအဲ့လိုဖြစ်နေကြတဲ့အချိန်ခါတိုက်ဆိုင်နေတဲ့ခါကျတော့ပေါ့နော်နည်းနည်းလေးဒီကွာပေါ့ပိတ်တက်ရဲ့အကြိုက်နဲ့နည်းနည်းလေးခွဲလွဲနေတာမျိုးရှိတယ်မြတ်သူကျောဆောဘကကြည့်နော်အရန်ရိုက်ချင်တယ်ရှင်ဒီလိုကားမျိုးလေးတွေရိုက်ချင်တယ်ပေါ့နော်ဟိုမြတ်သူတို့ကြတော့ဟိုပြောချင်တာရုပ်ရှင်ကအရွေးတစ်ခုကိုရွှေ့နေတယ် ရွှေ့နေရင်းနဲ့မှာပေါ့နော်ရက်သွားလိုက်ပြန်ရွှေ့လိုက်ဟိုကိုခချိကညာခုံအားနဲ့တိုးရပါဘာဆိုတော့ပေးသက်အသိအရန်ကြိုက်တဲ့ကြိုက်နိုင်တဲ့ဇာမျိုးမဟုတ်တဲ့ခါကျရင်ထုတ်လို့ရင်းမှာဘတ်ဂျက်ကတအားတိတာလေပေါ့နော်အဲ့တော့အဲ့လိုမျိုးမှာအဆင်ပြေအောင်လုပ်ရတယ်ပြီးတော့ခါယုံဝင်မှုဝင်မှုကိုလည်းအမြဲတမ်းစိတ်ဖိစီးမှုနဲ့တွားရတယ်ကွာဒီလိုမျိုးဖန်တီးတဲ့သူတွေကအဓိကအတွက်ကိုဆိုအဲ့အတွက်အဲ့အတွက်အကြောင်းမလို့ဒီကားကိုနည်းနည်းပို့ပြီးတော့ဟိုရုပ်ရှင်ရဲ့အရွေး ဒီကားတွေကြီးပဲကြည့်နေရညင်းနေပါပြီဆိုပြိတ်သက်တွေအတွက်အရွေလေးဖြစ်မှာအဲ့ပြိတ်သက်တွေကပေးရခွန်အားလေးနဲ့ဆိုဒီကားကရွေးနိုင်ရင်နောက်ထပ်ဒီလိုမျိုးကားတွေအများကြီးထပ်ပြီးဖန်နေဖို့တော့လမ်းစာတွေဖွင့်သွားမှာမဟုတ်ပြိတ်သက်ကိုပဲအာရှိတဲ့မေတ္တာနဲ့ခွန်အားပေးကြပါအောင်လို့တွေးနေတဲ့အတွက်ကိုမေတ္တာရက်ခံကြပါလိမ့်ရှင်ကိုထောင်းကတဘာဝမင်းသားလေးနော်ဟုတ်ကိုထောင်းကြည့်နေလေလူတွေပဲဖြစ်သွားအဲ့ ိုရှေ့ပိုင်းမှာပေါ့အဲ့လိုလေးဖြစ်ဖြစ်သွားတာပေါ့နော်ဆိုတော့အမေပြလာလာပြမရိုင်းဘူးပြတက်လာပြောချင်တာလေအဲဒီလိုမျိုးကအပြမတော်ရရိုင်းတဲ့ဘက်ကိုသွားတယ်အဲ့လိုပေါ့နည်းနည်းအဆင်မပြေဘူးပေါ့နော်နည်းနည်းအဲ့လိုဖြစ်တယ်အမေဒီတည်းမှာဒရိုက်တာကပြတဲ့ပြချက်လေးတွေကမရိုင်းဘူးသူ့ရဲ့ပလော့လေးနေဆိုတော့ခါတက်ကိုရဝါးကနေပဲဖြစ်သွားပေါ့နော်ကိုထုံးမင်းကမဂေးလာဒီဘေးဘော်ကြီးအဲ့ထက်ကတက်အခုကိုမိုက်နေတယ်ဒီဘေးဘော်ကြီးကကိုထုံးဘော်ကြီးကအခုကဒီဒီကားထဲမှာတက်ဒီအချိန်မှာလက်ရှိဘော်ကြီးကပုံမိုက်နေတယ် အဲ့ဒါသတင်းကောင်းလေးပေးတာပါလို့ဒီကောင်းမှလှတယ်လို့ဒီကောင်းမှမိုက်တယ်ဆိုရင်အဲ့ဒါဘာမှမဟုတ်သေးဘူးလို့ဆိုတော့အာကိုတော်အရင်စူးစမ်းထားရတယ်တဘာဝမင်းသားကြက်ဖြစ်တယ်နောက်ဒီကောင်းကိုသူကြက်ဖဲယုံကန်ရတယ်နင်တော့သူကသူ့မှာ carrier လို့လို့မရဘူးဇက်ကြီးကိုသူနဲ့ဥစုံပလွန်နည်းနဲ့ပဲပေါ့နော်မင်းနဲ့ပဲတွဲရတာဆိုတဲ့ခါကျကိုတော်နဲ့တအား pressure များမှာဆိုတော့အခါကျတချို့ဇက်ကားတွေမှာကိုက main leader လို့ဆိုပေမဲ့ဘေးက supporting နေမြိုင်လိုက်ရင် ရန်ဝင်ကိုကပေါ့နော်ဟိုနည်းနည်းလေးခွန်အားရှို့လို့ရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့တွန်းပတ်မိုးမှုအားတယ်ဒီထဲမှာအဲ့လိုကြီးမရှိဘူးကိုထုံးနဲ့ဥစုံတော်မင်းနေတယ်ပေါ့နော်အဲတွားရတာဆိုကိုထုံးနည်းနည်းပို့ပြီးတော့ကိုပင်မန်းတယ်လို့မြို့တော်ခန်းစားရတယ်ရှိတယ်မင်းနေအရန်ထားကြပြင်မာတွေ့အောင်ထားကြဆိုတော့လေအာသူတက်ကသေုပ်ဆောင်နေရလဲမတူတကယ်တဘာဝသမားတွေပေါ့နော်အဲ့ဒါအာကြည့်ရဦးအတစ်တရားကိုကြည့်ရတယ်မတူဘဲနဲ့ပေါ့နော်သူ့ရဲ့မှုနဲ့သူ့ပြောင်းလဲသွားနေတာကိုတွေ့ရအဲ့ဒါလည်း driver အ တင်ပြကောင်းတာလည်းပါလိမ့်မယ်ကျွန်တော်ဒီနောက်ပြီးတော့ production ပေါ့နော်သူတို့ကြည့်ရတာခဏခဏ rehearsal တွေရှိမယ် table work တွေရှိမယ်ထင်တယ်အဲအကြောင်းဒီဒီ actor ဒီဥဥဟာဟိုဥစုံလမနီယာအဲ့လိုပေါ့နော်ဟိုကြောင်ထွက်မနေပဲနဲ့ तू ကသူ့ character သူ့သူလုပ်နေတာသူ့ character မို့ဒါ तू ပဲဒါကြီးက तू ကြီးပဲဆိုတော့ယောက်ျားတစ်ယောက်နေရာမှာရှိနေရပါဟုတ်ကဲ့ဒီတွေးမြက်ကမြန်မာနိုင်ငံတပြည်လုံးမှာရုပ်ရှင်တွေမှာယုံတင်မှမယ်ရှင်အခါကျပြည်သက်တွေကခွန်အားလေးနဲ့အရွတ်တစ်ခုကိုလာပြီးတော့ကြည်ပေးပါအာပေါ့မစ်စ်ပေါင်းတဲ့နေကိုမျှော်ပြီးပါလို့မြတ်တော်ကမြတ်တာရဲ့ခင်ချက်ပါလေ